ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ AB လောက်ခုနှစ်ရဲ့တင်းလာနေအတွက်မိုးလေဝသခံမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်မြင်းငလင်းသတင်းအနေနဲ့ဒီကနေ့မနက်9:44မိနစ်အချိန်မှာအုတ်တွင်းမြို့ရဲ့အနောက်ဘက်တမိုင်ကန်အကွာမှာအနက်10ကီလိုမီတာအင်အားရေဒါစကေး၃အဆင့်ရှိတဲ့မြင်းငလင်းငယ်တစ်ခုလောက်ခတ်သွားခဲ့ပါတယ်ဒီကနေ့ကနေစတင်ပြီး ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာလေဗီယာနဲ့ရေဝန်ကနေမုန်တိုင်းဖြစ်လာနိုင်ခြင်းနဲ့မြမကန်ယိုရန်ဘက်ကိုဆက်လက်ရွေးရှားနိုင်တဲ့ဖြစ်နိုင်ခြေတွေမြင့်တက်လာတယ်လို့မိုးလေဝသပညာရှင်အဝင်နိုင်ကအသိပေးထားပါတယ်။ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာမုန်တိုင်းဖြစ်နိုင်ခြေရာနှောင်းပြေးရှိပြီးအေဘီလ9ရက်နေ့ကနေ10ရက်နေ့အတွင်းမြောင်းအရှေ့မြောက်ဘက်ကိုဆက်လက်ရွေ့ရှားနိုင်တာကြောင့်ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာဆိုက်ကလုန်းမုန်တိုင်းအဖြစ်ဖြစ်နိုင်ခြေ80%ရှိတယ်လို့ဆိုပါတယ်။ မနေ့ပြင်အေဘီလာရှီယန်နေ့ကနေစတင်ပြီးငလင်တန်တဲ့ဒေသတွေမှာမိုးရွာသွန်းနိုင်မဲ့ဖြစ်နိုင်ခြေမြင့်တက်လာတာကြောင့်ငလင်တန်တဲ့ဒေသခံများအတွက်အမိုးကာရီစတင်စီစဉ်သင့်ပြီဖြစ်တယ်လို့ဥဝင်းနိုင်ကသတိပေးထားပါတယ်။ဒါပြင်ရုတ်တရက်မိုးများနိုင်တဲ့အခြေအနေကြောင့်ရေကြီးမဲ့အန္တရာယ်ရှိလာနိုင်ပြီးငလင်ထိထားတဲ့မြေအောင်မြေထုလောက်အခြေအနေများကြောင့်မြေပြိုမြေကျွနိုင်တဲ့အခြေအနေတွေကိုလည်းကြိုတင်ထည့်သွင်းစဉ်းစားဖို့လိုအပ်လာပြီဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒီကနေ့ညနေအထိမန္တလေးတိုင်းမကွေးတိုင်းရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရံစိတ်စိတ်မိုးရွာသွန်းနိုင်ပါတယ်။နေပြီးတော့ရန်ကုန်တိုင်းစကိုင်းတိုင်းပဲခူးတိုင်းအေရဝတီတိုင်းကချင်ပြည်ကရင်ီကယားပြည်ကရင်ပြည်မွန်ပြည်နဲ့ရှမ်းပြည်မြောက်ပိုင်းတို့မှာနေရကျဲကျဲနဲ့တနင်္လာရီတိုင်းချင်းပြည်နဲ့ရခိုင်ပြည်တို့မှာနေရွက်ကြောမိုးထချုံရွာနိုင်ပြီးရွာရင်ရအောင်80ဖြစ်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ တိန်အတင်းတင်းကနေတိန်ထွက်ထန်နေပါဗျ။မြမပင်လေးပြမှာတော့လှိုင်းအနှဲငယ်ကနေလှိုင်းအတင်းတင်းရှိပါမယ်။နောက်နေ့ရက်အတွင်းနေပြီးတော့မန္တလေးတိုင်းစကိုင်းတိုင်းအပါအဝင်ပြည်နယ်နဲ့တိုင်းအားလုံးတို့မှာနေအောင်ကြဲကြဲမုတ်ထချုံရွာပါမယ်ရှင်။ကျမနွယ်နွယ်ပါ။